ဝင်ချုပ်တဲ့လူတွေကညာသောအဖင်ရတယ်မနဲ့စောစောလေးထတဲ့အကျင့်လို့ပေါ့နော်မနဲ့စောစောလေးထတဲ့အချိန်မှာဥမာကြီးအလုပ်လုပ်တဲ့အချိန်နဲ့ကိုလှုပ်လှုပ်ရှားရှားလုပ်တဲ့အချိန်နဲ့ကိုက်နေလို့ရှိရင်အဲ့ဒီလူတွေကဝင်ချုပ်မချုပ်တတ်ဘူးဝင်ရမ်းမှန်တယ် အဲ့ဝင်းချုပ်တဲ့လူတွေတော်တော်များများပေါ့နော်အကုန်လုံးတော့မဆိုလို့တော်တော်များများကအာအိယာထားနောက်ကြတဲ့လူတွေမှာဖြစ်တတ်တာများတယ်။ဘာလို့လဲဆိုတော့ဥမာကြီးအလုပ်လုပ်တဲ့အစောကြီးအချိန်မှာသူတို့ကအိတ်နေတာပေါ့နော်။အဲ့တော့မနေ့စောစောလေးထားတဲ့အကျင့်ကိုလုပ်ပါ။မနေ့စောစောထားပြီဆိုတာနဲ့ကိုဒီ body no ထားလာတဲ့အမြအထဲထဲမှာရှိတဲ့အစာရင်းနဲ့ဥလန်းချောင်းတွေကိုလေဒီတနေ့တာအတွက်စတင်အလုပ်လုပ်တော့မယ်ဆိုပြီးသူတို့အသိပေးရမယ်။အဲ့လိုအသိပေးတဲ့အနေနဲ့ဘာလို့လဲကြာလဲဆိုတော့ရေတစ်ခွက်တောက်တယ်။နော်အဲ့ဒီမှာ အရေအေးတောက်တာလားရေနွေးတောက်တာလားဆိုတာကတော့လေဒါမြန်မာစေးကျန်းအရာလေးနေလစေးကျန်းလေးဆိုတာရှိတယ်နေလစေးကျန်းမှာနေလာလာလားဆိုတော့ကို ကိုကိုခေါ်တဲ့နာမည်တွေလေးနဲ့ခွဲတာပေါ့နော်ဟိုကျမဆိုရင်စန်တာဝင်းဆိုတော့စာလုံးနဲ့စတယ်အဲ့ဒီစာလုံးနဲ့စတဲ့အတွက်စာလုံးဆိုတာအဲကျမကအာနေသမားဖြစ်တဲ့အတွက်ရေအေးကိုတောက်ရတယ်။လသမားတွေဆိုရင်ရေနွေးကိုတောက်ရတယ်เนาะ။ဒါကမြမစေးချမ်းရဒါပို့ပြီးတော့ဟိုခန္ဓာကိုယ်ကိုကျန်းမာစေတယ်ပေါ့နော်။ဆိုတော့အဲ့ဒီအတွက်အဲ့ဒီလိုရေတစ်ခွက်အဝါတောက်လိုက်တာဒီအထဲထဲကဥလေးကိုလှုပ်နှိုးလိုက်တာ ਨੇ အတူတူပဲ။ ပြီးတော့အမြင်များတာစားတာအအတီးရွက်တွေစားတာဟင်းသီးဟင်းရွက်စားတာဒါတွေအကုန်လုံးကတော့တိထားပြီးသားเนาะပြီးတော့ဝင်းမြော့စေးတောက်မယ်ဆိုလို့ရှင်လေဒီတမျိုးတည်းကိုဆွဲတောက်တာဟာဟိုလို့ခေါမလဲစေးရင်သွားတတ်တာဗောနော်အမဟို၃လုံးတောက်မရဘူး၄လုံးတောက်၅လုံးတောက်၆လုံးတောက်တော့တချို့ဆို၁၂လုံးနေ၁၃လုံးနေပါဖြစ်သွားတယ်။အဲ့ဒီတွေတမျိုးတည်းကိုတောက်တာတဲ့နည်းနည်းလေးပြောင်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 းတောက်စေခြင်းနဲ့နောက်တစ်ခုကဥအတွက်အရန်ကျမ်းမာတဲ့ အဟာရဒီမကြီးရေပါအဲ့တော့ဝင်းခိုင်တတ်တဲ့လူတွေဒီမကြီးရေကိုတောက်လို့ရတယ်အဲ့ဒီမကြီးရေတောက်တဲ့အခါမှာ ညဘက်ကိုမကြီးသေးကိုလုံးဝမနှက်ထားနဲ့မကြီးသေးနှက်ထားပြီးတောက်လို့ရှိရင်နောက်နေ့ဝင်သွားရင်ဗိုက်ရန်လာတတ်တယ်အဲ့တော့မကြီးသေးကိုနှက်မထားဘဲနဲ့အရင်ဆုံးမကြီးရဲ့ထက်ညက်ရဲ့စားရဲ့ပေါ့အရင်ဆုံးထက်ညက်ကလေးကိုရေရင်စိန်ထားလိုက်အဲ့ဒီထက်ညက်အကုန်လုံးပျော်သွားပြီဆိုမှအဲ့မှာပါတဲ့အမှုန့်လေးတွေကိုစစ်ချလိုက်ပြီးတော့အဲ့ဒါဆိုရေအတန့်ရပြီအဲ့ဒီရေအတန့်လေး ready ရပြီဆိုမှဟိုမှာမကြီးသေးကိုချက်ချင်းစေးစေးပြီးအဲ့ဒီရလာတဲ့မကြီးရေကိုညှစ်ပြီးလို့ရှိရင်အဲ့ဒီအဲထန်ရရင်လည်းရောရောပြီးတော့အဓိကကပါလဲဆိုရင်စား နော်ဝင်းသွားရတာခက်လေးစားလေးနည်းနည်းပို့ထဲ့ပေါ့နော်အဲ့ဒါကိုကိုကိုချိန်ပေါ့နော်အဲ့လိုမျိုးလေးတောက်လိုက်လို့ရှိရင်နောက်နေ့မနက်ကအာဒါဝင်းသွားရတာအရင်အဆင်ပြေတယ်နော်